ပရွက်စိတ်နဲ့နှံကောင်းပူပြင်းတဲ့နွေရာသီနေ့လေခင်းမှာ ပရွက်စိတ်လေးတကောင်ဟာသူ့အတိုက်စီကိုအစာတွေကိုစူးစားပန်းစားတည်ဆောင်နေပါတယ်နေပူရန်ကြောင့်သူ့ခန္ဓာကိုယ်လေးဟာချွေးတွေနဲ့ဆိုးရွှဲနေပေမဲ့ပရွက်စိတ်လေးဟာမရက်မနာစူးစားနေပါတယ်ဟဲ့ပရွက်စိတ်လေးဘာလုပ်နေတာလဲလို့နှံကောင်းတကောင်ကတကိုင်းပေါ်ကနေအော်မေးလိုက်ပါတယ်ငါကဆောင်းတွင်းအတွက်အစာစုနေတာပါလို့ပရွက်စိတ်လေးကဖြေလိုက်ပါတယ် ထင်ဆောင်တွေအတွက်အခုကတည်းကအစာစုနေတာလားလို့နန်ကောင်ကအံ့အသင့်စွာပြန်မေးပါတယ်အခုလိုနဘူစာလုံးနဲ့အချိန်မှာပျော်ပျော်ရွှင်ရွှင်တီဆိုကခုံနေရမှာပေါ့အစာစုဖို့ဘာလို့စိတ်ကူးရတာလဲ။ဆောင်းတွင်းမှာအစာရှားပါတက်လို့ကြိုတင်ပြင်ဆင်ထားတာပါလို့ပရွက်စိတ်လေးကရှင်းပြပါဗျ။ဟင်အင်းငါကတော့အခုလိုနေ့ရက်တွေမှာပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့လို့နှံကောင်ကပြောပြီးတချင်းဆိုရင်ကခုံနေပါတော့တယ်။ အချိန်ကကုန်လွန်သွားပြီးဆောင်းတွင်ရောက်လာတဲ့အခါမြေပြင်ဟာနှင်းတွေနဲ့ဖုံးလွှမ်းသွားပါတယ်။ပရဲစိတ်လေးဟာသူ့အတိုက်ထဲမှာတက်တောင့်တက်တာနေထိုင်နေပြီးသူစုဆောင်းထားတဲ့အစာတွေနဲ့ပျော်ရွှင်စွာဖြတ်တန်းနေပါတယ်။ဒါပေမဲ့နှံကောင်ကတော့အစာမရှိတဲ့အတွက် စာလောင်မှုတိတ်နေပါတယ်။သူဟာပရဲစိတ်လေးစီကိုသွားပြီးအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ပရွက်စိတ်လေးငါကိုအစာနည်းနည်းပေးနိုင်မလားလို့နှံကောင်ကအားနာစွာမေးလိုက်ပါတယ်။ ဟုတ်ကဲ့ငါတငယ်ချင်းလို့ပရွက်စိတ်လေးကပြောပြီးနှံကောင်ကိုအစာရေဝေမျှပေးလိုက်ပါတယ်ဒါပေမဲ့နောက်တစ်ခါတော့ကြိုတင်ပြင်ဆင်ဖို့မမေ့နဲ့တော့အလုံးလုံးချိန်မှာအလုံးလုံးပျော်ရွှင်ချိန်မှာပျော်ရွှင်ပါနှံကောင်ဟာပရွက်စိတ်လေးရဲ့စကားကိုနားထောင်ပြီးသူ့အမားကိုနောင်တရပါတော့တယ်နောက်နှစ်မှာတော့နှံကောင်ဟာပရွက်စိတ်လေးလိုကြိုတင်ပြင်ဆင်တတ်အောင်သင်ခန်းစာယူလိုက်ပါတော့တယ်